မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့ဖုံးတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ KK ဘက်နေရအောင်အမျိုးသားရေးတာဝန်အနေဖြင့်အပြည့်ပြည့်ရှင်းလင်းသွားမယ်လို့နိုင်ငံတော်ယာယီသမ္မတပြောကြားတဲ့သတင်းဖြစ်ပါတယ်မြန်မာတိုင်းနယ်စပ်အနီးရှိ KK ဘက်နေရကိုအမျိုးသားရေးတာဝန်တည်းရဲ့အနေနဲ့အပြည့်ပြည့်ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌပူဇော်မူကြီးမေအောင်လိုင်ကနိုဝင်ဘာ15ရက်ကကရင်ပြည်နယ်ဖမ်းအမျိုးမှာပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတွေ မြို့မိမြို့ဖားတွေနဲ့တွေ့ဆုံစဉ်ပြောကြားခဲ့တယ်လို့သိရပါဗျ။အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့အွန်လိုင်းတောင်းစားလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့မြန်မာထိုင်းနယ်စပ်အနီးရှိ KK ဘက်နေရာကိုတက်မတော်အနေနဲ့ရှင်းလင်းဆောင်ရွက်နေပြီးအမျိုးသားရေးတာဝန်တည်းအနေနဲ့အပြည့်ပြည့်ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောပါဗျ။ပြည်နယ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဖျက်ဆီးနေတဲ့တည်နေအေးချမ်းမှုပြင်ပအောင်လှုပ်ဆောင်နေမှုတွေကိုပြည်နယ်အတွင်းနေထိုင်ကြသူတွေအနေနဲ့နီလန်းပေါင်းစုံနဲ့ကာကွယ်သွားကြဖို့လိုတယ်လို့လည်းဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ thank you